အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာဟာနော်ရသော်ပြတော်လက်ရှိ87နှစ်ရဒီ84နှစ်ဆိုတာမသိသေးဘူးကုသကောင်းမှုလုံနိုင်တာဖြစ်တယ်အားရည်နဲ့ဆွေးသွားပြီနော်အယုတ်စင်နေတဲ့ဆွေးသွားတယ်ဟိုကျင်တရားရဲ့တန်ဟုတ်ခံနေရပြီအတန်တော်မှာကိုပြောချက်သလိုပြောလို့မရဘူးပြည့်စည်လာတယ် အဲ့တော့ဘဝဆိုတာအကောင်ပိုင်းလေးကရှိပါလေနောက်ပိုင်းမှာအဆူပိုင်းအဲ့ဒီအကောင်ပိုင်းတော့မှတောကြနေပကောင်ဖြစ်လိုက်တောကြဘာယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေလူဘဝကြီးဟာချမ်းသာတယ်ဆိုတာလုံးကိုနေပါလေဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပျော်နေသလဲဆိုအဆူတွေကို မိထားပြီးတော့အကောင်းကိုမျောပြီးတော့ပြောနေကြတာသာဖြစ်တယ်နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုမျောတယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုမျောနေတယ်အဲ့ဒီမျောလင်းချက်တွေကြောင့်မို့လို့ဘဝမှာရပ်နေနေကြတာသို့တော့ဘဝကြီးကတဖြည်းဖြည်းဦးမင်းယူရင်းပြည့်ရလာတာသာဖြစ်တယ်ပေါ့